ဝိုင်းရဲ့ချန်ပီယံကြီးစူပါလက်ကတော့ပွဲတိုင်းရှုံးနေတဲ့တန်းစင်ကို လုံးဝမထင်မှတ်ထားရစ်ကပြောလိုက်တာဖြစ်တဲ့အတွက်အနိုင်ကလုံးဝပြည်တည်းကအော်အော်ကြီးဖြစ်ခဲ့ရပါပြီတန်းစင်နဲ့စူပါလက်တို့ရဲ့ဆက်ဆံရေးကိုတော့ပြည်တည်းတီးပီးသားဖြစ်မှာပါတန်းစင်ဟာဆွေတော်ဖြစ်ထာဂေရူနဲ့ထိုးပွဲပြီးမှသူ့ဘဝမှာအကြိုက်ဆုံးဖိုက်တာကစူပါလက်တာဖြစ်ကြောင်းစူပါလက်နေတာတွေ့ခွင့်ရလို့ရှိရင်သူ့ဘဝမှာတီးပြောပြီးဆိုပြီးတော့ သန်းစင်ကစူပါလက်ကိုဘလောက်ထိချစ်ကြောင်းကိုထုတ်ပေါ်ပြောကြားခဲ့ပါတယ်စူပါလက်ကလည်းသူ့ရဲ့ထုတ်ပေါ်ပြောကြားမှုကိုအတိအမှတ်ပြုပြီးတော့စူရီရန်လက်နဲ့ပွဲမတိုင်ခင်မှာသန်းစင်ကိုသူနဲ့တူသမင်းစာခွင့်ပြီးတယ်သူ့ရဲ့ဂျင်မာပဲစော်ခွင့်ပြီးတယ်သူ့ရဲ့နီးပြားနေပဲတွေးခိုင်နေလေ့ကျင့်ပြီးပါတယ်အလောက်တက်တီကိုစူပါလက်က စိတ်ထားကောင်းတာပါနော်စူပါလက်ဟာမြန်မာဖိုက်တာတွေအပေါ်မှာတော်တော်လေးကိုလေးစားပါတယ်ရော့ထန်နဲ့မတူပါဘူး ဒါကြောင့်မို့လို့မြန်မာပြည်သက်တွေရဲ့ချစ်ကဲမှုကိုပုံမခံနေရလို့ဖြစ်ပေါ်တယ်။အခုစူပါလိတ်ကတော့ Wyewa 172ပြိုင်ပွဲကြီးမှာရှင်ပြိုင်ထိုးတတ်ဖို့တော့ Rotten နာဘီတိုနဲ့သူဂျပန်နိုင်ငံကို ရောက်ရှိနေပြီလို့ဖြစ်ပေါ်တယ်။ဒီပတိုင်းကမှာစူပါလိတ်ကတန့်စင်ကို စကားတကုံပြောသွားခဲ့ပါရီ။လုံးဝကိုမထိမှမထားပါဘူး။မြန်မာပြည်သက်တွေကတော့စူပါလိတ်ဟာတန့်စင်ကိုမိသွားလောက်ပြီးတန့်စင်ရဲ့ကြာရှုံမှုတွေကိုကြည့်ပြီးတော့အစီပြက်လောက်ပြီးလို့ထင်ခဲ့ကြပါမိ။ စူပါလက်ကတော့တန်းစင်ကိုဖုံးခေါ်ဆိုမှုတစ်ခုလုပ်ခဲ့ပြီးတော့အာဘီစကာများစွာပြောခဲ့ကြောင်းယေဆွမ်တက်တီနဲ့မစုံမနစ်စူးစမ်းတဲ့သူသားလင်းအောင်းနိုင်သူဖြစ်ကြောင်းကိုတန်းစင်ကိုပြောသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ခုလိုမျိုးတန်းစင်ကိုတန်းမှုရှိတဲ့စကားပြောသွားတဲ့စူပါလက်ကိုအခုလိုမြန်မာဖိုက်တာတွေပေါ်မှာအရန်ရန်ကိုလီစားရည်သူဆိုပြီးတော့ပရိသတ်တွေကချီကျူးနေကြပြီးတော့မြန်မာပရိသတ်တွေရဲ့ချစ်ကိုစူပါလက်ကတော့ရရှိခဲ့ပြပါပြီ။တန်းစင်ကတော့ သူရပွဲကနောက်လာအတွင်းမှာကြီအာတော့မှာဖြစ်ကြောင်းအတည်ပြုထားလိုက်ပြီးတော့ဝမ်ချန်ပီယံရှစ်ကိုတိုင်ကလေတန်းစီရပွဲကိုမကြခင်ကြီးညာပြီးတော့မှာဖြစ်ကြောင်းလေးပြရပါရဗျာဒါကြောင့်တန်းစီရပွဲကိုမျောနေတဲ့သူတွေမကြခင်ကြီးအာတော့မှာပါတန်းစီကတော့အပူသမင်းကိုခုချိန်မှာတော့အလေးချင်းပြင်ဆင်နေပြီလေဖြစ်ပါရဗျာအမားရီကိုပြန်လေးပြင်ဆင်ရင်းနဲ့သူ့အမားကိုခွင့်လွှတ်ပေးပြီးတော့သူ့အနေနဲ့အကောင်းဆုံးပြန်လာပြမယ်ပရိသတ်တွေအနေနဲ့သူ့ကိုခွင့်လွှတ်ပေးပြီးတော့ဆက်လက်ချစ်ခင်ကြပါအောင်ဆိုပြီးတော့ 但是我们数度还是非常的快的。<music>